စိတ်တူခြင်းနဲ့အညိုအတေထားခြင်းလူတရားထက်ခနဲ့ရှိရင်စိတ်တူတတ်တယ်စိတ်မရှိဘူးမိဘကလည်းသာသမီပေါ်စိတ်ရှိခြင်းမရှိဘူးသာသမီကလည်းမိဘပေါ်စိတ်ရှိခြင်းမရှိဘူးညီကောင်မောင်နှမအချင်းချင်းလည်းစိတ်မရှိဘူးစိတ်တူကြတယ်အဲ့ဒီစိတ်တူခြင်းဟာအငင်းပွားခြင်းရဲ့အကြောင်းပဲဖြစ်တယ်ဒါကြောင့်မို့စိတ်တူမယ်ဆိုရင်စိတ်မတူအောင်ကိုယ့်ကိုယ်ပြုပြင်ရမှာဖြစ်တယ် မှန်ကန်စွာနှလုံးသွင်းပြီးတော့ကောဓဆိုတဲ့စိတ်တုံမှုဒေါသတရားကိုလျှော့ချကြရမှာဖြစ်တယ်။အဲ့ဒါကိုမလျှော့ချနိုင်ဘူးစိတ်တူတာပဲဂုံယူပြီးတော့ငါကမရဘူးထိကနေရှိ စိတ်တူတယ်ငါစိတ်ကိုလာမဆန်းနဲ့လို့ဆိုတာမျိုးတွေမလုပ်ဖဲနဲ့အေးငါစိတ်တူမိတာမှားပါလေနောက်မဖြစ်စေရပါဘူးဆိုပြီးစိတ်တုံမှုကိုလျှော့ချဖို့လိုအပ်တယ် ဘာနဲ့လျှော့ချရမလဲလို့ဆိုလို့ရှိရင်အမှန်တရားကိုစဉ်းကျင်သုံးသပ်ခြင်းဖြင့်လည်းလျှော့ချနိုင်တယ်။ဒေါသရဲ့အပြစ်ကိုရှုမြင် သုံးသပ်ခြင်းဖြင့်လည်းလျှော့ချနိုင်တယ်။တစ်ဖက်သားအပေါ်မှာအပြစ်မမြင်မဲနဲ့မေတ္တာသက်ဝင်ခြင်းဆိုတဲ့အကောင်းမြင်တဲ့ရှုမြင်သုံးသပ်ခြင်းဖြင့်လည်းလျှော့ချနိုင်တယ်။အပြစ်ကိုရှုပြီဆိုရင်ဒေါသဖြစ်မှာပဲ။အပြစ်ကိုဘယ်တော့မှမရှုနဲ့။ကောင်းတဲ့အွက်ကလေးကိုသာရှု ကောင်းွဲကိုရှာမေတ္တာကိုပွားလူဆိုတာအစိုးကြီးမဟုတ်ဘူးအကောင်းလည်းရှိတယ်လူတိုင်းလူတိုင်းမှာအစိုးကြီးမဟုတ်ဘူးအကောင်းတွေလည်းရှိကြဒါကြောင့်မို့ကောင်းတာလေးကို ကြည့်ပြီးတော့အစိုးကိုမေ့ထားလိုက်မေတ္တာပွားဥပမာပါနဲ့တူတယ်လဲလို့ဆိုလို့ရှင်ရေအလွန်စားနေတဲ့ပုဂ္ဂိုလ်တယောက်ခီးသွားရင်ရေစားတယ် ရေတောက်စရာရေအိုင်ကြီးတစ်ခုတွေ့တယ်။သို့တော့အဲ့ဒီရေအိုင်ကြီးကအပေါ်ကမော်သေးမော်ညင်းနေနဲ့ဖုံးနေတယ်။ရေကလည်းပဲမတောက်ရမနေနိုင်တဲ့အခါအိုင်နဲ့ဆင်းပြီးတော့မော်သေးမော်ညင်းလေးတွေကိုလက်နဲ့ဖယ်ပြီးတော့ရေကိုတောက်တယ်။အစာပြေအောင်ရေကိုတောက်လိုက်တယ်။ရေတောက်လိုက်ရမှရင်းနဲ့နှလုံးထဲမှာအေးသွားတယ် အဲ့ဒါလိုပဲလောကလူတွေဟာတယောက်ယောက် အပေါ်မှာအပြစ်မြင်နေပြီဆိုရင်လူဆိုတာအပြစ်လည်းရှိတယ်အဆိုးလည်းရှိတယ်ရေထဲမှာ အကောင်းလည်းရှိတယ်မကောင်းတာလည်းရှိတယ်ဆိုတာအဆိုးကိုဖယ်ထားပြီးတော့ကောင်းကွက်ကလေးကိုရရှာပြီးတော့အတုံးချရမယ်လို့ဒီလိုဆိုလိုရင်းဖြစ်တယ်အဲ့ဒါကို မြတ်စွာဘုရားရဲ့အဆုံးအမကိုရှေးဆရာကြီးတွေကဂါထာတိကုံးပြီးတော့ထားတာဒေါသခုနဒေါသိဟိကိဏ္ဍတခုနံဝပတယေတရိတေဝလာဒိပဝါဟိတဝါပိဝေပိပတကောယထာဆိုပြီးခုနဒေါသိဟိကိဏ္ဍတခုနံဝပတယေဆိုလိုတာက လူတယောက်မှာကောင်းအခွက်လည်းရှိတယ်မကောင်းတဲ့အခွက်တွေလည်းရှိတယ်မကောင်းတဲ့အခွက်တွေမေ့ထားလိုက် ကောင်းတဲ့အခွက်ကလေးကိုကြည့်ပြီးတော့ကောင်းတာလေးကိုသာကြည့်ပြီးတော့သူ့ဘောမှာမေတ္တာသက်အောင်ကြိုးစားပါလို့ပြောအဆိုးကိုဘယ်တော့မှမကြည့်နဲ့လို့ပြောအေးရေးစားလို့ရှင်မော်ရီရှိနေတာကိုမကြည့်နဲ့အသာလေးဖယ်လိုက်ရေကလေးကိုသာတောက်လိုက်မော်ရီကိုဖယ်ပြီးရေလေးသာတောက်တယ်လို့ပဲ မကောင်းတာတွေကိုဖယ်ထားပြီးကောင်းတဲ့အကွက်ကလေးကိုသာနှလုံးသွင်းဆင်ញင်ပြီးတော့မေတ္တာသက်ဝင်အောင်ကြိုးစားပါလို့ဒီလိုဆိုလို့ပေါ့နော်နောက်ဆုံးမှာမေတ္တာတရားတည်ဆောက်ထားနိုင်ပြီဆိုရင်စိတ်တူခြင်းဆိုတဲ့ဒေါသကြောက်ပြန်သွားမှာပဲဖြစ်တယ်အေးထိခနဲ့ရှိဒေါသဖြစ်ယုံနေမှာမဟုတ်ဘူးတချို့ကအညိုအတေးရင်ထဲမှာမှတ်ထားရှိတယ် မှတ်ထားတတ်တယ်အဲ့ဒါကိုဥပနာဟလို့ခေါ်တယ်ရံညှိုးဖွဲ့ထားတယ်အဲ့ဒီစိတ်တူခြင်းရံညှိုးဖွဲ့ခြင်းဆိုတဲ့နှစ်ခုဟာလူလောကမှာ အချင်းများခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ဝိဝါဒမူလတုတ်တာဟောဒီလိုဟောတာเนาะ